ကျမ်းပါတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ16ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မောင်တောမြောက်ပိုင်းမှာတောင်ယာမှာရှိတဲ့တစ်တလုံးကို Islamic စစ်သွေးကြွအာဆာအကြမ်းဖက်အဖွဲ့ကချောင်းမြောင်ပစ်ခတ်ပြီးအေအေစကန်းကိုတိုက်ခိုက်သိမ်းပိုက်နေကြောင်းတိုက်ပွဲတူဖန်တီးကဝါရဖြန့်နေကြောင်းတင်ဆက်ပေးပါမယ် အရကပ်ပြည်မောင်တောမြို့နယ်မြောက်ပိုင်းကရွှေပြောင်းတောင်ရံမှာဆောက်လုပ်ထားတဲ့တေတလုံးကိုအစ္စလာမ်စစ်သွေးကြွအစွန်းရောက်အာဆာအကြံဖတ်အဖွဲ့မှချောင်းမြောင်ပစ်ခတ်ပြီးတိုက်ပွဲအတူဖန်တီးကအရကပ်တပ်တော် AA ရဲ့အခိုင်အမာတပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့အာဆာအကြံဖတ်အဖွဲ့မှလူမှုကွန်ရက်မှာဝါရဖြန့်လျက်ရှိပါတယ်။ယမန်နေ့အော်တိုဘားလ14ရက်နေ့မှာအစ္စလာမ်စစ်သွေးကြွအာဆာအကြံဖတ်အဖွဲ့မှဖြန့်ဝေထားတဲ့2မိနစ်နဲ့38စက္ကန့်ရှိရုပ်တံဖိုင်တစ်ခုထဲမှာ တောင်ယာမှာဆောက်လုပ်ထားတဲ့တစ်တလုံးကိုချောင်းမြောင်ပစ်ခဲ့ပြီးစက်တင်ဘာလအတွင်း၎င်းတို့ဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ဒုံညိုကြေးရွာသားတအုံရုပ်အလောင်းကိုထိသွင်းပေါ်ပြထားတာကိုလည်းတွေ့ရှိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမောင်တော်မြောက်ပိုင်းမှာဒေသခံအယက်သားစေဦးအထိစစ်သွေးကြွအစအကြံပတ်အဖွဲ့ကဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီး၎င်းအထက်မှတမန်သားရွာနဲ့ဒုံညိုကြေးရွာမြတ်မှတည်ဆုံပုတ်ပွားနေတဲ့ရုပ်အလောင်း၆လောင်းကိုစက်တင်ဘာလ28ရက်နေ့မှာ အာရကတ်တတော် AA တပ်ဖွဲ့ဝင်များကရှာဖွေတွေ့ရှိခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့နေရကန်ရပြီးနောက်ခမောက်တောင်ကုန်းကို AA နဲ့ပူပေါင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းကဖဲမြို့နယ်မှာရှိတဲ့နေရကန်ဗျူဟာကုန်းကိုအာရကတ်တတော် AA နဲ့မဟာမိတ်ပူပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့ပြီးတဲ့နောက်ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေကြောင်းသိရှိရပါတယ်အော်တိုဘားလ14ရက်နေ့ကနေရီကန်ဗျူဟာကုန်းကိုရရှိခဲ့ခြင်းဖြစ်ပြီးယင်းဗျူဟာကုန်းနဲ့၃မိုင်ကျော်အကွာ အမ်ဘရန်လမ်းဘေးမှာတည်ရှိတဲ့ခမောက်တောင်ကုန်းမှာအော်တိုဘားလ15ရက်နေ့မွန်းလွဲပိုင်းအထိတိုက်ပွဲဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရပါတယ်။ခမောက်တောင်ကနေရီကန်ပင်မကုန်းပြီးရင်ဗရန်ဘက်ကိုဆက်ဆင်းတဲ့လမ်းပိုင်းရဲ့ view ဟာကျတဲ့ကုန်းပါ။ခမောက်တောင်ကိုအပြီးတက်ရပြီးမှပဲနေရီကန်ပင်မကုန်းကစိတ်ချရမလို့ငဖဲမြို့နယ်မှာရှိတဲ့စီးရီတရင်ရေမြေကဆိုပါတယ်။ခမောက်တောင်ကုန်းမှာစစ်သားအင်အား150မှ200ခန့်တိရှိနိုင်ကြောင်းလည်း၎င်းကဆိုပါတယ်။နေရီကန်မကြခင်ကတော့ နရဲ့ကံကိုခမောက်တောင်ကနေလက်နဲ့ကြီးပြစ်ကူပေးရတာရန်သူဘက်ကတောက်လျှောက်စစ်ကူပူပေးနေတယ်။ဝိုင်းတွဲနဲ့လည်းပြစ်ကူပေးနေတယ်။အခုထိတိုက်ပွဲဖြစ်ပွားနေစေပါလို့၎င်းကယမန်နဲ့မွန်လွဲ၃နိုင်ခွဲမှာပြောဆိုပါရတယ်။နရဲ့ကံပြူအကုန်းကြပြီးနောက်စစ်သားများလည်းကစင်ကလျက်ထွက်ပြေးနေကြကြောင်းသိရှိရပါတယ်။နရဲ့ကံပြူအကုန်းကို2025ခုနှစ်ဖေဖော်ဝါရီလမှစပြီးအေအေနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကနေကမော့ရွာအနီး မွန်ကရင် PDF ပူပေါင်းတပ်တွေနဲ့တိုက်ပွဲ၃ရက်ဖြစ်ပွားရမှာအနာသိစစ်တပ်ဘက်ကဗိုလ်ကြီးတအုပ်အပါအဝင်၁၂ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရေးမြို့နယ်ကနင်ကမော့ရွာအနီးစစ်ကြောင်းထိုးလာတဲ့အနာသိစစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက၃ရက်စတိုက်တိုက်ခိုက်ခဲ့ရမှာအနာသိစစ်တပ်ဘက်က၁၂ဦးသေဆုံးခဲ့ပြီး၁၀ဦးအထိကိုက်ဒဏ်ရာရရှိခဲ့တယ်လို့မွန်ပြည်တော်လိုင်းတပ် MSRF ပြောရေးဆိုခွင့်ရှိသူမိတလညံကတောင်းတော်ကိုပြောပါရတယ်။၁၀ရက်နေမှာ၃ဦး၁၇ရက်နေမှာ၃ဦး 12နှစ်နေမှာ10ဦးသေဆုံးခဲ့တာကိုမြေပြင်သတင်းရင်းမြစ်ကနေအတည်ပြုနိုင်ခဲ့ပါတယ်။ကျမတို့မဟာမိတ်တော်လန်ရေးဘက်ကထိခိုက်ကြဆုံးမှုမရှိခဲ့ပါဘူးလို့သူကဆိုပါတယ်။အော်တိုဘာလ10ရက်နေ့မနက်9နာရီအချိန်မှာပျောက်ကြားစစ်စင်ကြီးပေါ်ဆောင်ခဲ့ကအာနာသိန်းစစ်တပ်ဘက်က တက်ကြကြီးတဦးနဲ့တပ်သား2ဦးသေဆုံးခဲ့တဲ့အပြင်ညနေ4နာရီမှာလည်းအောင်တာယာရွာနဲ့လိမ်မော်ရွာကားလန်အနီးတိုက်ပွဲမှာလည်းအာနာသိန်းစစ်တပ်ဘက်က2ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MSRF ကထုတ်ပြန်ပါတယ်။ အော်တိုဘာလ17ရက်နေ့နေ့လယ်7:00နာရီအချိန်မှာအောင်တပြေဘုံကြီးကျောင်းအနီးမှာရှိတဲ့အာနာသိန်းစစ်တပ်ကို drone နဲ့50မမဘုံဒီနှလုံးပစ်ကတ်တိုက်ခိုက်ခဲ့ရမှာ အာနာသိန်းစစ်တပ်ဘက်ကတအူးတီဆုံပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။အော်တိုဘာလ17ရက်နေ့7:00နာရီ7မိနစ်အချိန်မှာလဲဘီလမိုင်းကြေးရွာကနေဧကဘာကြေးရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်စစ်ကြောင်းနဲ့မိနစ်39မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရမှာအာနာသိန်းစစ်တပ်ဘက်ကဘူဂျီတူအပါအဝင်တပ်သား၈ဦးတေဆုံးပြီး ငေါ့တက်မနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSRF ကာကွယ်ဌာနအောက်ကမွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်တပ်တော် YPDF ရမညမော်တပ်တော် RMA KNL တရင်29တက်ခွတ်ဗျူဟာ33ဒေါနာချီမုံရေးတက်ခွနဲ့တမင်ရွှေတီတပ်တော်ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိအာနာဒိန်စစ်တပ်စစ်ကြောင်းဟာရင်းမြစ်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်နေစေဖြစ်တယ်လို့ MSRF ပြောရေးဆိုခွင့်ရှိသူမိတလညံကတောင်းတော်ကိုပြောပါရယ်ခင်ဗျာနောက်တစ်တင်ဆက်ပေးခြင်းတော့ကတော့မြန်မာစစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုရေကုန်နိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုရေကုန်နိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့် ကြောက်မတ်ဖွဲ့ရနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တမ်မကြီးဥကြုံမှုထွန်းကပြောဆိုလိုက်ပါတယ်။ယမနေ့ American ပြည်ထောင်စုနယူးယောက်မြို့အကျဉ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံဥပဒေရေးရာကော်မတီစက်တမကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်81လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကောင်းစဉ်နဲ့အထွေထွေဆွေးနွေးမှုအတွင်းမှာ ုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင်ကမ္ဘာနေရာအနှံ့အပြားမှာလူသားမျိုးနွယ်အပေါ်ကျွလွန်တဲ့ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလျက်ရှိပြီးလူသားမျိုးနွယ်အပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေကိုအပိပိဆိုင်ရာအတိုက်အဝန်းကပြတ်သားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းရဲ့ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေကြောင်း2025ခုနှစ်စက်တင်ဘာလအတွင်း လူ့ခွင့်ရေးကောင်စီကိုတင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညားရဲ့အစီရင်ခံစာမှာအကြံဖတ်စစ်အုပ်စုကကျွလွန်နေတဲ့ရာဇဝတ်မှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရိမ်ပွဲရအထောက်အထားများနဲ့ဖော်ပြထားကြောင်းတပ်အမတ်ကြီးကပြောဆိုပါတယ်။အကြံဖတ်စစ်အုပ်စုဟာ၎င်းတို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုတောင်းဝန်ခံမှုမှရှောင်လွှဲရန်ကြံစီပြီးတရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်နဲ့အတူအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုကိုအတူယောင်ဖန်တီးရန်ကြိုးပမ်းမှုတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့ယာစွေးမှုကျွလွန်သူတွေကိုအပြစ်ပေးရေးယူခံရမှုမှကာကွယ်ပေးနိုင်မှာလည်းမဟုတ်တလို့အကာအကွယ်လည်းမပေးသင့်သည်ကိုသတိပြုရန်လိုအပ်ကြောင်းတမ်မကြီးကထောက်ပြခဲ့ပါတယ်။လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ယာစွေးမှုတွေအတွက်တာဝန်ရှိသူတွေကိုအပြစ်ပေးဆန်ရယာစွေးတရားရုံးနဲ့အခြားသောတက်ဆိုင်ရာတရားစီရင်ရေးရန်ရများရဲ့တင့်လျော်တဲ့တရားစီရင်ရေးလုပ်ငန်းစဉ်မြတ်မတ်တဆင့်အပါအဝင် အပြစ်ပေးအရေးယူရမှာဖြစ်ပြီးအချမ်းဖတ်စစ်အုပ်စုကစီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုပြတ်သားစွာပေချပြစ်ရတဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတတဲ့အနာဂတ်ကိုရရှိစေရေးတို့အတွက်မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုရီမာခိုင်ခိုင်မာမာအတူတကွနီလန်အားလုံးကိုအထုံးပြု၍ယက်တီပေးကြပါယံအပြည်ပြည်ဆိုင်ရာအတိုက်အဝန်းနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းမတ်ကြီးကတောင်းဆိုခဲ့ပါတယ်။ စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီးလင်းနစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်ဟာကွဲခြားမှုမရှိလေကြောင်းတိုက်ခိုက်မှုပေါင်း3944ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကကြောင်စည်းကမ်းနဲ့ဘာသာရေးအဆောက်အုံပေါင်း1000ကျော်အပအဝင်ပုဂ္ဂလိကအဆောက်အုံပေါင်းတသိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်းလက်ရှိအချိန်ထိမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှု452ကြိမ်ကျူးလွန်ခဲ့ပြီးကလင်းငယ်ရာကနန်းအပအဝင် အယက်သား4863ဦးသေဆုံးခဲ့ရပါကြောင်းအချမ်းဖတ်စစ်တာတရားမဝင်အတင်းအကျပ်စစ်သားစုဆောင်းမှုပေါင်း1618ကျင်းကိုလည်းကျူးလွန်ခဲ့ပြီးအယက်မရောက်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းအကျပ်စစ်သားစုဆောင်းခဲ့ပါကြောင်း2025ခုနှစ်အော်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေထုနေမြတ်မှာပဲအချမ်းဖတ်စစ်တာဟာစကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်မှာလူစုလူဝေးအတွင်းကိုလူမဆန်စွာလေးချောင်းမှတိုက်ခတ်ခဲ့ပြီး ကလင်းငယ်များအပေါ်အဝင်အယက်တာ20ခန့်အသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာတန်ရာရရှိခဲ့ကြပါကြောင်းတအမတ်ကြီးကဆိုပါတယ်အကြံဖတ်စစ်တကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများကျူးလွန်နေရမှာချင်းကချင်းကရင်နီကရားကရင်ရခိုင်ရှမ်းစကိုင်းနဲ့မကွေးတိုင်းဒေသကြီးများမှာရှိတဲ့အယက်သားများအပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့လီချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများတိတိတတ်တတ်များပြားလာခြင်းစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများ လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကလေးတငယ်များအပါအဝင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချနေမှုများရှိနေကြောင်းတပ်အမတ်ကြီးကရှင်းပြပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရန်နှုံးပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြမ်းဖက်မင်းအောင်နိုင်ဝန်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရန်နှုံးပြည့်ကျင်းပနိုင်တော့မှာမဟုတ်ကြောင်းအကြမ်းဖက်မင်းအောင်နိုင်ကဝန်ခံပြောဆိုလိုက်ပါတယ်ဒီမနေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စင်နစ်ပြည် NCA နှစ်ပတ်လည်အခမ်းအနားမှာအချက်ပတ်မင်းအောင်လိုက်ကထိုးသို့ပြောဆိုခြင်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်၍ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ကြောင်းတို့ရမှာရွေးကောက်ပွဲကိုရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ကြောင်းပထမအဆင့်အနေနဲ့မြို့နယ်ပေါင်း102မြို့နယ်မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီးဒုတိယအဆင့်မှာမြို့နယ်ပေါင်း100မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ကာတတိယအဆင့်ကတော့ကျန်ရှိနေတဲ့မြို့နယ်များမှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ကြောင်းမင်းအောင်လိုက်ကဆိုပါတယ် ရန်ုံပြည်တော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်။ရန်ုံပြည်ကတော့ရွေးကောက်ပွဲ၃ရက်စလုံးမှာလဲရန်ုံပြည်မလုံနိုင်ခဲ့ပါဘူး။အကြောင်းအမျိုးမျိုးကြောင့်မလုံနိုင်ခဲ့တဲ့ရွေးကောက်ပွဲကိုလည်းနောင်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအားလုံးပြည်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုတာလဲပြောလိုပါတယ်လို့မင်းအောင်နိုင်ကဆိုပါတယ်။လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောက်9000ကျော်ကစာရင်းပေးသွင်းထားပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့၆ပါတီကရှင်းပြိုင်မှာဖြစ်ကရင်းပါတီများထဲမှာကျင့်ဖို့ပါတီကကိုယ်စားလှယ်အရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်းပြိုင်မှာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တီဘောမြို့အနီးတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ကကြီးရွာနှစ်ရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲအပြင်းထန်ဖြစ်ပေါ်နေပြီးစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းအပြင် drone လေကြောင်းပစ်ကူတွေနဲ့တိုက်ခိုက်နေတယ်လို့ ရှင်းပြည်တိုးတက်ရေးပါတီ SSPP ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကစစ်ကြောင်းတွေဝင်ရောက်ဖို့ကြိုးစားနေတဲ့တီဘောမြို့ရဲ့ဒီကနေ့အော်တိုဘားလ15ရက်နေ့ညနေအချိန်လေးကို SSPP က၄နိုင်ခန့်မှထုတ်ပြန်ခဲ့တာပါ။ဗိုလ်ချုပ်ကြီးရွာအုပ်စုတွေကနာခိုင်ကြီးရွာနဲ့ကောင်းခါကြီးရွာမှာစစ်ကောင်စီတပ်ကအင်အား300ဝန်းကျင်နဲ့ TNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့အတည်ပြုထားပါတယ်။အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာတီဘောမြို့နဲ့နှမိုင်ခန့်သာဝေးတာပါ။တိုက်ပွဲကြောင့် ကြေးရွာအချို့ထိခိုက်ပျက်စီးမှုရှိပြီးလက်ရှိမှာအသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ SSPB ကဆိုပါတယ်။ကြောင်မဲမြို့ကိုအော်တိုဘာလ၁ရက်နေ့ကထိ ंछ ုပ်ပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းအချို့ဟာတီဘောမြို့ကိုဥတည်ပြီးစစ်ကြောင်းထိုးနေတာပါ။ကြောင်မဲနဲ့တီဘောမြို့ကြားတွေကလွေခေါ်ရွာမှာတပတ်ခန့်အကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်စစ်ကောင်စီတပ်စစ်ကြောင်းတွေရှေ့ကိုတိုးလာတာဖြစ်ပါတယ်။တီဘောဒေသခံအများစုဟာလာရှုမြို့ကိုတင်းရှောင်နေကြပြီးကိုကန့်တက်မတော် MNDAA ထိ ंछ ုပ်ထားတဲ့လောက်ကင်မြို့မှာလည်း တောရောက်နေထိုင်သူတွေရှိနေပါတယ်။ဒါအပြင်တီဘောမြို့ထဲမှာကြံရင့်နေသူတွေလည်းရှိနေပါသေးတယ်။ရှေးဟောင်းစီတီရှိပြီးရန်ရွာကြီးဖြစ်တဲ့မန္တလေးမူဆယ်ပြည်တော်စုလမ်းမကြီးဘောကဘောကျူရွာအနီးမှာတန်ကာရော်တွေကမြစ်တာရက်ခန့်လို့ TNL ကအော်တိုဘလ73ရက်နေ့ကစုတ်ခွာပေးပြီးတဲ့နောက်ပိုင်းဘောကျူနဲ့တီဘောမြို့ကြားကကြေးရွာတွေကိုစစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာပြီးလီကျောင်းကနေလည်းဘုံချစ်တက်ခိုင်နေပါတယ်။စစ်ကောင်စီတပ်ကတီဘောမြို့နဲ့အထက်နန်ဟွန်းနယ်ကြေးရွာခါလင်ကြေးရွာနဲ့ စံဖိတ်ကြီးရွာအနီးဝန်းကျင်နေရာတွေကိုအော်တိုဘားလ14ရက်နေ့ညနေပိုင်းမှာဝိုင်းတွေ့လေရင်နဲ့ဘုံအလုံး30ခန်းကျဲချခဲ့တယ်လို့လည်း SSPP ကထုတ်ပြန်ထားပါတယ်။ဒီဘုံမျိုးနေတဲ့ကကြီးရွာတချို့ကို SSPP ကထိန်းချုပ်ထားပါတယ်။ဒါကြောင့် data ring စီးရဲ့အခြေအနေတွေကို SSPP ကထုတ်ပြန်ပေးနေတာလည်းဖြစ်ပါတယ်။ဒီမနေ့ညနေပိုင်းမှာတော့စစ်ကောင်စီတပ်စစ်ကြောင်းတဲ့ကတပ်ဖွဲ့ဝင်အချို့ဟာဒီဘုံမျိုးတွေအထိစတင်ဝင်ရောက်နေတယ်လို့ဒေတာခန်သတင်းရှိမှတူကဆိုပါတယ်။ စစ်ကောင်စီဟာကြောင်မင်းမြို့ကိုစစ်ကြောင်းဝင်ခဲ့စဉ်ကအရဲသားတွေကိုပြစ်မှတ်ထားဘုံကျင်းတာတက်ဖြတ်တာနဲ့စစ်ရာဇဝမှုတွေကျူးလွန်ခဲ့တာမို့တတိပြုကြဖို့လေအရက်ပတ်အဖွဲ့တွေကအတိပေးထားပါတယ်စစ်ကောင်စီတပ်ကအရဲသားတွေကိုဥတည်ပြီးလီကျောင်းနဲ့လက်နက်ကြီးအုံပြုတိုက်ခိုက်နေလို့ဘေးကင်းတဲ့နေရာတွေမှာနေထိုင်ကြဖို့နဲ့ဒေသခံတွေကိုကူညီကြဖို့တအောင်းပြည်ကောင်စီ TLC ကအော်တိုဘားလ14ရက်နေ့မှာတိုက်တွန်းထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့အိန္ဒိယဘက်ကိုထွက်ပြေးသွားတဲ့ စစ်တုံဘာ21ဦးစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်တက CNDF ဌာနချုပ်ကို CND နဲ့ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်စဉ်အိန္ဒိယဘက်ကိုထွက်ပြေးသွားတဲ့စစ်တုံဘာ21ဦးကိုအိန္ဒိယကစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီစစ်တုံဘာတွေဟာဖလန်းမြို့သိမ်းတိုက်ပွဲတွင်ဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီးယခုနှစ်ဇူလိုင်လ6ရက်နေ့မှာ CND ပူပေါင်းအဖွဲ့နဲ့ CNDF တို့အကြဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားကြတာလည်းဖြစ်ပါတယ်။ CNDF ဌာနချုပ်ကို CNE ကတိုက်လာတဲ့အချိန်တိုက်ပွဲမှာထွက်ပြေးလွတ်မြောက်သွားတာပါ။ဌာနချုပ်ကအိန္ဒိယနေဆမှာဆိုတော့အိန္ဒိယဘက်ကိုပြေးဖို့လွယ်တယ်။အဲဒီမှာဌာနချုပ်မှာတိမ့်ထားတဲ့စစ်တုံးဘန်းတွေကချောင်းတဖက်ကိုကူပြီးအိန္ဒိယဘက်ကိုပြေးကြတာပါလို့ CNDF နဲ့နေဆတူတူကဆိုပါတယ်။အိန္ဒိယဘက်ကိုထွက်ပြေးသွားတဲ့စစ်တုံးဘန်းတွေကိုအာတန်ရိုင်ဖယ်တပ်တွေကဖမ်းဆီးထိန်းသိမ်းထားပြီးယမနေ့အော်တိုဘန်လ15ရက်နေ့မနက်မှာ ရဟယင်နဲ့အိန္ဒိယမြန်မာနယ်စပ်ကနေတဆင့်စစ်ကောင်စီထံကို လွှဲပြောင်းပေးအပ်ခဲ့တာပါဒီနေ့မနက်ကြံဖိုင်မြို့ကနေမိုးရီမြို့ကိုရဟယင်တစည်းနဲ့ပို့တယ်လို့ကြားတယ်မိုးရီနဲ့တမှုနယ်စပ်ကနေတဆင့်စစ်ကောင်စီစီကိုလွှဲပြောင်းပေးဖို့ဖြစ်နိုင်တယ်နေဆက်လန်းကအဲ့ဒီတနေရာပဲရှိတော့တယ်လို့ CNDF နဲ့ညီဆက်သူတူကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့မိတ္တိလာနဲ့ရေတာရှင်မြို့နယ်တို့မှာ စစ်မှုတန်အပတ်စဉ်၁၈အတွက်လူငယ်၆၈ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမေတီလာမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကစိုက်ကင်၂ဦးစီးနင်းတဲ့လူငယ်တွေကိုစစ်မှုတန်အပတ်စဉ်၁၈အတွက်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကဆိုပါတယ်။အော်တိုဘားလ၁၄ရက်နေ့ည၈နာရီခန့်မှာစတင်ပြီးမေတီလာမြို့မှာရှိတဲ့ဘေးကန်ဇေးအနီးမှာအကြမ်းဖက်စစ်သားတွေကစစ်မှုတန်အပတ်စဉ်၁၈အတွက်စကင်နူးစင်းတဲ့လူငယ်၂၀ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ် အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်20ကျော်ကိုအကြမ်းဖက်စစ်တပ်ကခလာရ113တက်ရင်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးလက်ရှိအချိန်ထိလူငယ်များရဲ့မိသားစုဝင်များကပေါ်တာဆွဲဖမ်းဆီးရသည်ကိုမသိရှိတဲ့အတွက်ကြောင့်လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘားလ12ရက်နေ့ကလည်းမိတီလာမြို့နယ်အတွင်းအကြမ်းဖက်စစ်သားတွေကအင်စီကားတွေနဲ့လိုက်လံပေါ်တာဆွဲဖမ်းဆီးရမှာလူငယ်9ဦးဖမ်းဆီးခံခဲ့ရကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဟာ စစ်မှုတန်းရာထားချက်မပြည့်မီတဲ့အတွက်ကြောင့်စစ်တင်တဲ့အပတ်စဉ်များမပြီးခင်လူငယ်တွေကိုစုဆောင်းပြီးထတ်တို့အင်အားဖြင့်ရသမျှဖမ်းဆီးပို့ဆောင်နေကြောင်းအကြံဖက်စစ်တပ်ဟာဘူတာရုံများကားဂိတ်များကိုပြစ်မှတ်ထားပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်ပဲခူးတိုင်းရေတရှိမြို့နယ်မှာလည်းမြို့နယ်ထွေအုပ်ရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဥက္ကဋ္ဌကလည်းစစ်မှုတန်းအပတ်စဉ်ဆက်ရှိအတွက်လူငယ်၄၀ဦးကိုပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းရန်ပို့ဆောင်ပေးခဲ့ကြောင်းထွေးဥယုံတိန်ရှင်းမြစ်ကဆိုပါတယ်။အော်တိုဘာလအတွင်းရေတာရှိမြို့နယ်မှာစစ်မှုတန်တပ်သားတစ်လူငယ်38ဦးကိုပေးပို့ရန်အကြံဖတ်စစ်တပ်ကစီခန်းခဲ့ပေမဲ့လည်းလက်ထောက်ညွန်ကြားရေးမှုအုပ်ကတန်းကလူငယ်40ဦးကိုပေါ်တာဆွဲဖမ်းဆီးကစစ်မှုတန်တပ်သားတစ်ဖြစ်စစ်တပ်တဲကိုပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အုပ်ကတန်းဆိုတဲ့စစ်ခွေးလက်ပါစီကရေတာရှိမြို့နယ်တဲကမှပြောင်းရွှေ့ရရေးအတွက်စစ်မှုတန်စုဆောင်မှုကို ရထားချက်ပြည့်မီအောင်စုဆောင်းပေးလိမ့်ရှိပါတယ်။ယခုလအတွက်တိုင်းစစ်ကောင်စီကစစ်မှုတန်းတပ်သားတဲ့38ဦးအချိုးချတောင်းဆိုတော့ကိုလူငယ်40ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးစုဆောင်းရေးကိုပို့ဆောင်ပေးလိုက်ပါတယ်လို့ထွေအုံယုံတရင်ရှင်မြစ်ကဆိုပါတယ်။အဆိုပါရထားရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဥက္ကဋ္ဌဟာမြို့နယ်အတွင်းမှာတာဝန်ကျနေသည်မှာ9နှစ်ခန့်ရှိပြီဖြစ်ပြီးစစ်မှုထမ်းရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးထားသည်မှာလွန်စွာတာဝန်ကျေသူဖြစ်ကြောင်း ရီတာရှင်မြို့နယ်တဲမှာလည်း၎င်းရဲ့မရဖြစ်သူပိုင်ဆိုင်တဲ့ရွှေဆိုင်နဲ့အင်ချမ်းမီများစွာရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့တပိတ်ချင်းဖော့တော်လန်းစုံမှာမပြေးနိုင်ပဲကြံရစ်ခဲ့တဲ့အရက်သားတတာစင်ခန့်ကိုစစ်အုပ်စုကတပ်ဖြတ်ပြီးမန္တလေးကနေမိုးကုတ်ကိုတက်လာတဲ့ကားတစ်စီးကိုလည်းဖော့တော်လန်းစုံမှာဒရုန်းနဲ့တိုက်ခိုက်ခံရကတေဆုံးဖမ်းဆီးခံရသူတွေရှိတယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်တပိတ်ချင်းကားလန်းဘော်က အချက်အချာကြတဲ့ဖော်တော်လမ်းစုံကိုစစ်အုပ်စုကသိမ်းယူပြီးတဲ့နောက်ဖော်တော်ရွာတွေကထွန်မပြေးနိုင်ပဲကြန့်ရှိနေတဲ့အရတတဒါစင်ခန့်ကိုတတ်ဖြတ်သွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။အော်တိုဘာလ23ရက်နေ့နဲ့24ရက်နေ့မှာဖော်တော်ကြေးရွာတဝိုက်လေးချောင်းတက်ခိုင်းမှုနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးဖော်တော်လမ်းစုံကိုစစ်အုပ်စုကသိမ်းယူသွားပြီးတဲ့နောက်ထွန်မပြေးနိုင်ပဲကြန့်ရှိခဲ့တဲ့အရတတချို့ကိုတတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ဖော်တော်မှာအရတတွေကိုတတ်ထားတာတွေလည်းရှိတယ်တီကောင်တွေက ဆယ်ယောက်ဆယ်နှစ်ယောက်လောက်ရှိတယ်တဲ့။ယောက်ျားတွေရောမိန်းမတွေရောဈေးတဲ့တွေတော့ဒီကောင်တွေကလွတ်ပေးထားတယ်တဲ့လို့ဒေတာခန်တူကဆိုပါတယ်။ဖော်တော်လန်းစုံနဲ့ဖော်တော်ယောအနီအရက်သားတွေတက်ဖြတ်ခံရမှုနဲ့ပတ်သက်လို့သတင်းဌာနအနေနဲ့အသေးစိတ်သိရှိရဖို့စုံစမ်းနေစေဖြစ်ပါတယ်။ဒါအပြင်အော်တိုဘားလာ14ရက်နေ့ကလည်းမက်ဒလီကနေမိုးကုတ်ကိုတက်လာတဲ့ကာတစီကိုဖော်တော်လန်းဆောင်အနီးမှာစေအုစုက drone နဲ့ဘုံကျချတိုက်ခိုက်ခဲ့တာကြောင့်ကားပေါ်ပါသူအမျိုးသမီး3ဦးအဆက်အသွယ်ပြတ်တောက်နေပြီး တဦးတေဆုံးကကျင်းနေနှစ်ဦးကဖမ်းဆီးခံရတယ်လို့သတင်းထွက်နေကြောင်းမိုးကုံမြို့ခတ်တဦးက MFP ကိုပြောပါတယ်ဖြစ်တာကဖော်တော်လမ်းဆောင်မှာဖြစ်တာ၃ယောက်တည်တယ်လို့ကြားတယ်တချို့ကလည်းတည်တာကတယောက်ပဲနှစ်ယောက်ကို9မိုင်စကန်ဘတ်ကိုခေါ်သွားတဲ့အဆက်အသွယ်ကတော့မရတော့ဘူးလို့ဆိုပါတယ်စေအုပ်စုရန်ကြောင်းဖော်တော်လမ်းဆောင်ကိုအများပြည်သူဖျက်ဆီးသွားလာတာတွေမလုပ်ဖို့ဒေသခံတော်လိုင်းအင်အားစုတွေကအော်တိုဘားလဆင်းရဲကလေးကတတိပေးချက်ထုတ်ပြန်ထားပေမယ့်ဖုန်းနဲ့အင်တာနက်တွေဖြတ်တောက်ခံနေရတာကြောင့် လမ်းပေါ်ရောက်နေပြီဖြစ်နေတဲ့ကြီးတော်တချို့ကအခြေအနေကိုမသိပဲဖြတ်တန်းမိတာဖြစ်မယ်လို့ဆိုပါတယ်။စေအုပ်စုဟာစစ်ကြောင်းထိုးရာဒေသတစ်လျှောက်ထွန်းမပြေးနိုင်ပဲကြံရစ်ခဲ့တဲ့ရတပီသူတွေကိုတပ်ဖြတ်တာတွေရှိတဲ့အတွက်ပြည်သူတွေအနေနဲ့စေအုပ်စုနဲ့ထိတ်တိုက်မတွေ့နိုင်အောင်တတိပြုရှောင်ရှားချဖို့လိုအပ်တယ်လို့တော်လိုင်းအင်အားစုတွေကတတိပေးထားပါတယ်။ဖော်တော်လမ်းစုံကိုပြန်သိမ်းနိုင်တဲ့စေအုပ်စုအပါအဝင်တပိတ်ချင်းမြို့နယ်အတွင်းလှုံရှားနေတဲ့စေအုပ်စုဟာမြေပြင်ကနေတိုးလာနိုင်တာမရှိပဲလေကြောင်းကနေဘုံကျတာ အသေးကန် drone တွေနဲ့တက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တက်ခိုက်တာတွေပြင်းပြင်းထန်ထန်ပြုလုပ်ပြီးရှစ်ဆက်တိုးလာတာလို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။မြေပြင်စစ်ကြောင်းထိုးလာတာကိုဂရုစိုက်စရာမလိုဘူးအရင်ဆုံးလေကြောင်းနဲ့တိုက်ပြီးနေမင်းရှင်းတယ်ရှင်းပြီးရင်စူးစိုက် drone နဲ့လာတယ်ပြီးရင်လက်နက်ကြီးနဲ့ထုပြီးဝင်ထိုင်တယ်သူတို့ကအဲ့ဒီအတိုင်းပဲသွားတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်က MFP ကိုပြောပါတယ်။2024ခုနှစ်နှစ်လပိုင်းကနေ2025ခုနှစ်နှစ်လပိုင်းထိတပိတ်ကျင်းတဲ့တိုက်ပွဲတွေမှာဆစ်ရှုံးပြီး ခုနမယောအနီးလက်ကျန်စစ်စကန်တွေတဲ့ကိုအောင်းနေတဲ့စေအုပ်စုဟာလက်ရှိမှာတော့လေကြောင်းအကူ drone အကူတရုတ်အကူနဲ့တပိတ်ချင်းမြို့နဲ့မန္တလေးမိုးကုတ်လမ်းပိုင်းပေါ်ကအချက်ချာနေရာဖော်တော်လန်းစုံတို့ကိုပြန်လည်သိမ်းယူသွားနိုင်ပြီလေဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လန်ရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ ျွန်တော်တို့တော်လန်တရင်ဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။